အားလုံးပဲကောင်းသောမနက်ခင်းလေးဖြစ်ပါစေဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်ဒီနေ့ဒါကျွန်တော်တနင်္ဂနွေနေ့ကတကယ် iconic ဖြစ်မဲ့တနင်္ဂနွေနေ့လို့ပြောလို့ရတယ်တကယ်ကိုဒါကျွန်တော်ပွဲကြီးပွဲကောင်းတွေနှစ်ပွဲလောက်ရှိတယ်ဒါပေကျွန်တော်ကျန်တဲ့ပွဲလေးရှိတယ်ဘောနော်တကယ်ကို iconic ဖြစ်မဲ့တနင်္ဂနွေဒါကျွန်တော်စောစောစစီမှာမြန်မာဆန်တော်ချင်း၈နိုင်တို့လောက်မှာပဲ London Derby ပွဲဖြစ်တဲ့ Arsenal နဲ့ Chelsea ရှိမယ်ပြီးရင်ဒါ London Derby နောက်တစ်ပွဲဖြစ်တဲ့ဒါကျွန်တော် Spurs နဲ့ Fulham နဲ့ Leicester ဒီချိန်ထဲမှာပဲရှိမယ်ပြီးရင်တော့ကျွန်တော်မြန်မာဆန်တော်ချင်းဒါကျွန်တော်၁၇နိုင်တို့မှာတော့တီကြရတဲ့အတိုင်းပဲလာကျွန်တော်တို့ Carabao Final ဖြစ်မယ် Liverpool နဲ့ဒါကျွန်တော်တို့ Newcastle ပွဲစဉ်ရှိမယ်ပြီးရင်တော့ကျွန်တော်တို့ Manchester United နဲ့ Leicester ပွဲစဉ်ရှိမယ်ကျွန်တော်ပထမထင်ခဲ့တာတော့ Manchester United Leicester ကအင်္ဂါနေ့ဟိုပေါ့အင်္ဂါနေ့မနက်တတင်းလာနေ့ညလောက်မှာကျွန်တော်ထင်ခဲ့ပြီးမယ်ပြန်ကြည့်တော့မှ International Break ရှိရတော့ကျွန်တော်တို့နေတခါတည်းဆက်ပြီးသွားတယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုကိုတော့ကျွန်တော်ကြတာတရက်ထဲမှာကြည့်ရမယ်ဒီမှာပါပါတယ်အဲ့ဒါကျွန်တော်ပထမဆုံးအစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်ကမြန်မာစံတော်ချိန်၈နာရီတို့မှာကျင်းပသွားမယ်အာစတင်နဲ့ဒ ါညူကောဆိုအာဆနယ်ကအာဆနယ်နဲ့ချယ်ဆီနဲ့ဘွဲကြောင်ပြောအောင်အဲ့တော့ဒီဘွဲစဉ်ကလည်းဒါကျွန်တော်အာစတုံအတွက်တော်တော်လေးကိုအရေးပါတယ်လို့ပြောလို့ရတယ်ဒါကျွန်တော်မကန်သေးခင်မတမိုးပဲပေါ့ပွဲမကန်သေးတဲ့ဒါကျွန်တော်တို့လီဗာပူးအတွက်လည်းတော်တော်လေးကိုအရေးပါတယ်ဘွဲစဉ်တစ်ဘွဲလို့ပြောလို့ရတယ်အဲလီဗာပူးအတွက်နဲ့ဒီနေ့ဘွဲစဉ်မှာဒါကျွန်တော်ဖလားနှလုံးကိုတခါတည်းရသွားနိုင်တဲ့ situation တစ်ခုကဒီဘွဲပေါ်မှာလည်းအများကြီးမူတည်နေတယ်ဒါပေမဲ့အဲ့ဒီဥစ္စာကလက်ရှိမှာအာစနယ်လက်ရှိခြေစွမ်းနေဆိုတော့ဖြစ်နိုင်ဖို့အတွက်ရာဂိုင်တို့နင်းနေတယ်ပြောလို့ရတယ်အာစတုံအတွက်နဲ့ဒီနေ့ဘွဲစဉ်ကသူတို့အတွက်ဒါကျွန်တော်ရေးရေးလေးကြက်နဲ့ဒါမျောလင်းကြက် အိမ်မက်တွေကိုဒါကျွန်တော်အသက်ပြန်သွင်းရမယ်ညတညလို့ကျွန်တော်ပြောလို့ရမယ်တော့ပါတယ် အာဆိုတဲ့ဒီနေ့ပွဲစံကလက်ရှိမှာဒါကျွန်တော်တို့ပွဲကြံပေါ့နော်ကျွန်တော်ဒါလီဗာပူးနဲ့ဒါကျွန်တော်တိုတယ်ရသူတို့တပွဲกว่าတယ်တပွဲกว่าအဲ့ပွဲကြံကိုပြန်ပြီး close လုပ်ပြီးလက်ရှိရမှတ်အဖြစ်12မှတ်လောက်ကိုပြန်ပြီးတော့ဒါကျွန်တော်တို့အမှတ်ပြန်လဲဆွဲကက်ရေးတော့တော်တော်လေးကိုအေးပါမဲ့ပွဲစဉ်တပွဲလို့လည်းပြောလို့ရတယ်တစ်ဖက်ကဒီလိုပဲကြည့်နေလို့ရတာမဟုတ်ဘဲနဲ့ဒါကျွန်တော်အာဆိုတဲ့အောက်က Northern Force နဲ့လည်းလက်ရှိမှာရမှတ်အဖြစ်တမှတ်ပဲกว่าတော့တဲ့အတွက်ကြောင့်မအာဆိုတဲ့အတွက်ကဒီနေ့ပွဲစဉ်မှာ crucial တော့အရန်ဖြစ်တယ်လို့ပဲဆိုရမယ်တဲ့မှာပါတယ်အဲ့တော့တစ်ဖက်က Chelsea အသင်း Chelsea အသင်းကဒီနေ့မှာဒါကျွန်တော်ဥရောပဝင် ဝင်အတွက်တော်တော်လေးကိုဒီနေ့ပွဲစဉ်ကအရေးပါတယ်1 2 5เนาะဒါကျွန်တော် လက်ရှိမှာဒါကျွန်တော်အစစ်တစ်ကနေ9တွင်ဒါ Chelsea တင်းနဲ့ဝင်အောင်ကြိုးစားရမယ်လက်ရှိမှာဒါကျွန်တော်တိကျတယ်မယ်မင်းညကဒါကျွန်တော် Manchester City တို့ဒါကျွန်တော်တို့တည်ရကြခဲ့တဲ့အတွက်ကြောင့်မလို့ဒါအဲ့ဒီပေါ်တည်ရကြခဲ့တဲ့ Manchester City Brighton တို့တည်ရကြခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့အဲ Chelsea အသင်းသားအနိုင်ရရှိခဲ့မယ်ဆိုရင်တော့အဆင့်9နေရာကဒါကျွန်တော် Manchester City အသင်းကိုရမှတ်အဖြစ်၄မှတ်ထိခွာနိုင်မှာဖြစ်တဲ့ကြောင့်တော်တော်လေးကိုအရေးပါမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မျှော်မင်းနေတယ်။အဲဒါ Newcastle ဘက်ကပြန်ကြည့်မယ်ဆိုရင် Newcastle United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အာ Carabao Fighter Game မှာဖြစ်တဲ့တို့ကတပွဲရော့သွားမယ်နေထားမှရှိတယ်ပေါ့နော်။မြည်လို့ပဲစိုးစိမ်းအောင်ဒီနေ့ပွဲစဉ်ကိုဒါဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့နိုင်ခဲ့မယ်ဆိုရင်တော့ရမှတ်52မှတ်နဲ့ Northern Voice နဲ့2မှတ်ကတ်သွားမယ်။ဒါကျွန်တော် Arsenal အသင်းနဲ့ဆို3မှတ်လောက်ပဲကွာတော့မယ်နေထားတစ်ခုကိုရောက်သွား မှာဖြစ်တယ်ဗောနော်အဲ့တော့ပြောချင်တာကနှစ်သင်းလုံးအတွက်ဒီနေ့ပွဲစဉ်ကတော်တော်ကြီးကို crucial ဖြစ်တယ်လို့ပြောလိုက်ရတယ်ဒါပေမဲ့ โอ้ไอ้บ่ฮู้บดุก็ปูပြီးတော့ဟိုကျွန်တော်တို့အလောင်းစားအနေနဲ့စတိတ်ပူများလေလို့ပြောမယ်ဆိုရင်တော့အာဆောင်သစ်တော့ကဒီနေ့ပွဲစဉ်စတိတ်ပူများလေအာဆောင်သစ်နဲ့ဒီနေ့ပွဲစဉ်မှာတရေလောက်ဖြစ်သွားယုံနေတယ်လီဗာပူးအသင်းကဒီပရီးမီးယားလိတိုက်တဲ့ challenge ကိုရတဲ့လောက်နင်းနီးကိုဖြစ်သွားမယ်နေတာတခုဖြစ်တယ်အဲ့တော့အာဆောင်သစ်ကဒီနေ့ Chelsea အသင်းကဘဒုတွက်မှာဒါတရေကြမယ်ဆိုရင်တော့ဒါအမျက်လုံးဝမရှိဘူးဒီနေ့ပွဲစဉ်မှာတရေကြမယ်ဆိုဂျာကဆွဲမယ်အနေထားကြီးပဲကျွန်တော်ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အာဆောင်သစ်ကဒီ Chelsea ပွဲစဉ်နဲ့မတိုင်ခင်မှာဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့အနေမြင့်တက်ကြနည်းနည်းလေးများတယ်ဂျာတဲ့ မှာကျွန်တော်ချက်စီအာအာဆနောသင်းနေတာပြိုင်ပွဲဆုံးငါ့ဘုမှာတပွဲပဲနိုင်ထားခဲ့တယ်။အဲ့ဒီနိုင်ထားတဲ့ပွဲကလည်းကြောက်စရာကြီးပြ PSV ကိုဒါကျွန်တော်အဝေးဘက်မှာ9 6ပြတ်နဲ့နိုင်ခဲ့ထားခဲ့တော့တွေ့ရမယ့်နေမှာပါတယ်။ကျန်တဲ့ပွဲမှာအာဆနောသင်းနေတာမထင်မှတ်ပဲ3ပွဲဒါကျွန်တော်တပွဲရှုံးခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ်။အိမ်ဝင်းမှာ West Ham ကိုရှုံးခဲ့တယ် Northern Forest ကိုသရေအာဆနောသင်းနေတာ United ကို1-1 PSV ကိုတော့2-2ဆိုတဲ့ရလနဲ့ကျွန်တော်တည်ဆော့ခဲ့တယ်မှာပါ။အဲ့တော့ PSV 2-2ကိုကျွန်တော်ထည့်မတော်ဘောက်သူကအဲ့တော့အရန်နေတဲ့ကိုလူငယ်နေတဲ့ပေါ့ထက်ဆော့ရတဲ့ကြောင့်ဒါကျွန်တော်သိတော့မပြောတော့ဘူး။ Chelsea သင်းနေဒီနောက်ပိုင်းပွဲစဉ်တွေမှာရလက်ပြန်ပြီး Enzo Morales Forest ကအသင်တော်တော်လေးကိုကောင်းနေကြတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ Premier League မှာရော Conference League မှာတော်တော်လေးအခြေအနေကောင်းခဲ့ပြီလက်ရှိမှာဒါကျွန်တော် Conference League မှာဆိုတာအင်ဝင်းကအဝေးဝင်းကနိုင်ခဲ့ပြီ Premier League မှာလက်ရှိမှာနှစ်ပွဲဆက်ကိုနိုင်ရရှိထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။ Southampton ကို၄ဂိုးပြတ်နိုင်ထားတဲ့ Leicester City ကို1-0ဆိုတဲ့ရလနဲ့နိုင်ထားခဲ့တယ်။ဒါပေမဲ့ Chelsea တဲ့ဒီလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို5ပွဲမှာ4ပွဲလောက်ထိနိုင်ထားခဲ့တယ်ဆိုပေမဲ့ပြည်သက်တွေအနေနဲ့ Southampton ပွဲစဉ်ကလွယ်လွယ်ကျန်တဲ့ပွဲစဉ်တွေမှာလက်ရှိမှာကိုအသင်းကိုကိုအားရမှုမရှိဘူးဆို Chelsea ပြည်သက်တွေကခင်ဗျားတို့ကိုပြောပြလိမ့်မယ်။ဘာလို့ဆိုလက်ရှိမှာဒါကျွန်တော်တို့ဒီရောက် squad နဲ့ဒီထက်ပိုပြီးလုတ်ပြနိုင် ်သင့်နေဆိုပြီးအဇိုမရက်စ်ကပြည်သက်တွေကတောင်းဆိုနေဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစမှာတာနှစ်သင်းလုံးမှာဒိုင်ယာလူစင်းတွေကဆက်လက်ပြီးတော့ရှိနေစေဖြစ်တယ်ကျွန်တော်အာဆိုသစ်တော်ကလက်ရှိမှာစာကာနဲ့ဂေဘီယိုဂျီဇုစ်ကိုင်ဟာဗက်စ်တို့ကဆက်လက်ပြီးလွှဲချော်မယ်လို့သိရတယ်မှာပါတယ်တိုမီယာစုကလာမယ့်ရာသီတော့မှဆက်လက်ပြီးတော့မတေချသေးဘူးလို့ပြောလို့ရတယ်မှာပါတယ်အဇိုမရက်စ်ကကလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားတချို့ဆက်လက်ပြီးလွှဲချော်မယ်အဓိကတိုက်စစ်မှုတွေလည်းဆက်လက်ပြီးလွှဲချော်မယ်လို့ကြားသိရတယ်မှာပါတယ်နီကိုလက်ဂျက်စင်မာဂါယီဒက်ထရိုဖူဖာနာလွှဲချော်မယ်တောင်မန်ဒီမော်ဒါကျွန်တော်နော်နီမာဒူဂီလွှဲချော်မှာဖြစ်ပြီးမာလိုဂူစတိုကတော့ဒီနေ့ပြိုင်ပွဲမှာ ပြန်လည်ပြီးပါဝင်လာဖို့အတွက်မသေးကြသေးဘူးလို့သိရတယ်မှာပါတယ်ဂိုသမားကဂိုသမားအရင်ဆလိုနီနီယာဒါဆက်လက်ပြီးလွဲချော်အောင်မယ်လို့သိရအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်မီကဲအာတီတာအနေနဲ့ကျွန်တော်ဘယ်လိုမျိုးဒါ line up ရှေ့တန်းကိုထွက်လာမယ်အဲ့တော့ တဖက်ကတော့ကျွန်တော်ချက်စီအသင်းနဲ့သူတို့ရဲ့အဓိကခံစစ်ကစားသမားဖြစ်တဲ့ဖူဖာနာပြန်ပါလာပြီဖြစ်တော့ဒီနေ့ပွဲစမှာခံစစ်ပိုင်းပြန်လုံလာပြီလို့ပြောလို့ရတယ်မှာပါတယ်ချက်စီအသင်းနဲ့ဒီကျွန်တော်ခံစစ်ပိုင်းမှာဒါကျွန်တော်ဖူဖာနာအမြဲတမ်းပြန်ပါလာရင်ဒီခံစစ်မှုမှာတော်တော်လေးလုံနေလို့ပြောရတယ်ပြဿနာကဖူဖာနာကမကြခဏဒဏ်ရာရတဲ့ချိန်မှာဒီချက်စီအသင်းကလည်းခံစစ်ကမကြခဏတိုင်ပတ်သွားတာတွေ့ရမိတယ်မှာပါတယ်ပေါ့နော်အဲ့တော့အဓိကကတော့ဒါကျွန်တော်ဖူဖာနာအနေနဲ့ဒါ ပြန်စဉ်းစားကြည့်မယ်ဆိုဒီ Chelsea အသင်းတော်ဘလောက်ထိအရေးပါလဲဆိုတာကိုတော့ပရိသတ်တွေကိုယ်တိုင်လည်းပို့ပြီးတော့သိမယ်လို့လည်းမျှော်လင့်နေတယ်မှာပါပါတယ်အဲ့တော့မြေတော့ပင်စိုးစည်းကမှုဒီနေ့ပွဲစဉ်မှာဒါနဲ့သင်းလုံးအတွက်ဒါကျွန်တော်တို့အလောင်းစားရတာကျွန်တော်တို့ကြီးကြီးရဲ့ ရှုံးတယ်ဆိုရင်ရှုံးတဲ့အသင်ကတော်တော်လေးကိုကြီးကြီးမားမားပေးဆပ်မယ်လို့မြင်အထူးသဖြင့်ဒီနေ့ပွဲစဉ်မှာကြီးကြီးမားမားဒါကျွန်တော် all in လုပ်ထားခဲ့ရမှာအာဆုံအသင်ပဲအာဆုံအသင်နဲ့ဒီနေ့ပွဲစဉ်ကသူတို့တို့ကရှုံးရင်ဒါကျွန်တော်သွား Premier League တွေကိုလုံးဝလက်လွှတ်ဖို့တေချာသွားပြီလို့ဆိုလို့ရမယ့်အနေထားမှာရှိတယ်ပေါ့နော်တစ်ဖက်ကဒါကျွန်တော်တို့ Chelsea အသင်နဲ့ဒီနေ့ပွဲစဉ်မှာရှုံးခဲ့မယ်ဆိုရင်တော့မှအောက်ကအသင်နဲ့အမတ်အလောက်ကြီးမကွာတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်အချိန်တိုင်ဥရောပဝင်ဝင်အတွက်ပြန်လည်ပြီးမျှော်လင့်ရအောင်အဲ့တော့ခုနကပေါ့အလောင်းစားအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဘဒုကကြေးပူကြီးလေကြေးပူကြီးတော့ရှုံးမယ်ဆိုရင်တော့ဒါကျွန်တော်တို့အာဆုံအသင်နဲ့ရှုံးသွားရင် အကြီးအရန်ပူကြီးမဲ့တယ်မှာပါဒါပေမဲ့အာတေတာရောက်လာပြီးခဲ့တဲ့ကချယ်ဆီအသင်းကိုဒါကျွန်တော်တို့ အာစနိုသင်္ကတာကျွန်တော်နောက်လျှောက်ဆူဆူတာကျွန်တော်တို့ဒုက္ခပေးနိုင်ခဲ့တယ်မှတ်မဲ့ရပါတော့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ Chelsea သင်္ကတာအာစနယ်ကိုတပွဲမှမနိုင်ထားခဲ့ဘူးဒါကျွန်တော်တို့ Premier League မှာဆိုပူတော်ဆိုးသေးတယ်ဗျ Premier League မှာ1-1 5-0 2-2 3-1 1-0 4-0ဆိုရရလတ်တွေနဲ့ပြီးအာစနိုသင်္ကတာနိုင်ရရှိခဲ့တယ်ဖြစ်တယ် Chelsea သင်္ကတာအာစနယ်ကိုနောက်ဆုံးနိုင်ရခဲ့တာကတော့လွန်ခဲ့တဲ့ကျွန်တော်၄နှစ်ကဖြစ်ပြီးတော့အာစနယ်အိမ်ကွန်းမှာ Chelsea သင်္ကတာ2-0ဆိုတဲ့ရလတ်နဲ့နိုင်ရခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့အဲ့တုန်းကတော့မှကျွန်တော်ဒါမှတ်မဲ့ရတာကျွန်တော်တို့ နောက်ဆုံးတာကျွန်တော်တို့အာဆောင်အသင်းကိုတော့ကျွန်တော်ချက်စီးသင်းနိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးတော့အဲဒီတော့ကတော့ကျွန်တော်တို့ twin ရဲ့ twin ကိုတွေကိုတော့ကျွန်တော်တို့ဒါလူကာကူနဲ့ RC James တို့က twin ခဲ့တာဖြစ်တယ်။အဲဒီတော့ကတော့ကျွန်တော်တို့ Arteta ရဲ့ဒါကျွန်တော်အသင်းကတော်တော်လေးကိုဒါအထာမကျသေးတဲ့အသင်းလို့တော့ပြောလို့ရမှာတော့ပါ။အဲဒါ Arteta စီနေတာအာဆောင်အသင်းကိုပြန်လည်ပြီးတော့မုန်းမှန်ပြီးတော့ပြန်ကင်တဲ့အချိန်ကစပြီးအခုချိန်မှာတော့ Arteta နဲ့အသင်းကတော်တော်ကြီးကိုအယမ်းကြီးကိုကောင်းသွားပြီလို့ပြောလို့ရမှာတော့ပါ။အဲကောင်းသွားတဲ့နောက်ပိုင်းမှာချက်စီးသင်းကိုလုံးဝမရှုံးတော့ဘူး။မမေ့ရပါကျွန်တော်တို့ဒါဘဲကျွန်တော်တပွဲမှာညတစ်ခေါင်ဒါကျွန်တော်တို့နှစ်ယောက်လုံးဒါ Champion League အတွက် ရေးပါတယ်ဆိုရဲပွဲမှာတော့မှအာဆုံသင်္ကတာကျွန်တော်တို့ချက်စီရဲ့အိမ်ကမှဂိုးပြတ်သွင်းခဲ့တဲ့ပွဲတစ်ပွဲတော့ကျွန်တော်မှတ်မဲ့ရဖြစ်ခဲ့သေးတယ်ပေါ့နော်အဲ့တော့ဘလို့ပြောတာကျွန်တော်ချက်စီသင်းနဲ့နောက်ပိုင်းအာဆုံသင်းကိုမနိုင်တဲ့ဥစ္စာရင်တော့မှတည်ဒီနေ့ပွဲစုံကိုဗျဝင်လေပြောမယ် Chelsea အသင်းတွေနဲ့ဒီနေ့မှာဒါကျွန်တော်တို့တစ်ချိန်က Spurs အသင်းကို Leicester နဲ့ပေါ်စံမှာလုတ်ခဲ့လို့မတို့လုတ်လို့ရတယ်ဒီနေ့ပေါ်စံမှာဒါကျွန်တော်တို့ Chelsea အသင်းနဲ့တရေလောက်ရခဲ့မယ်ဆိုရင်တော့မှ Liverpool အသင်းကိုတို့အနေနဲ့ Super League ပေးလိုက်တယ်လို့ပုံစံမျိုးဖြစ်သွားမယ်လို့ပြောလို့ရတယ် Chelsea အသင်းကမမက်ရတာကျွန်တော် Leicester နဲ့ Spurs နဲ့ရှင်ပြိုင်တဲ့အချိန်မှာ Chelsea နဲ့ Spurs နဲ့ဒါကျွန်တော်တို့တွေ့ရတဲ့အချိန်ရှိတယ်အဲ့တော့ကမမက်ရ Eden Hazard ယူလောက်တဲ့ခြေစွမ်းတွေ Spurs အသင်းရဲ့ Super League ရနိုင်တဲ့ movement လေးတွေကိုတားဆီးပြခဲ့တယ်ဒီနေ့ပေါ်စံမှာက Arsenal အသင်းကိုဒီလိုမျိုး Chelsea အသင်းကဒုက္ခပေးနိုင်မလားအဲ့တော့ကမမက်ရ Chelsea ရဲ့အိမ်ဝင်ပေါ့နော်အဲ့တော့အခုလက်ရှိမှာဒီနေ့ ွဲစဉ်မှာတော့အာစနယ်အင်ဂွန်ဖြစ်တဲ့ကြောင့်အာစနယ်ကအင်ဂွန်အသာချက်ရှိတယ်။တိုးပေမဲ့တော့ညလေအာဆိုသင်းနဲ့ဒါနောက်ဆုံးပြိုင်ပွဲစဉ်၅ပွဲပရီးမီးယားလိအနေနဲ့ကြည့်မယ်ဆိုရလက်အားဖြစ်တော့အဲ့လောက်မကောင်းတာဘူး။အဲ့တော့ချက်စီသင်းနဲ့ဒီနေ့ပေါ်တယ်မှာအာစနယ်ပွဲစဉ်ပွဲစဉ်၂ရက်လုံးအတွက်ဒါကျွန်တော်ကြီးကြီးတယ်။အာစနယ်သင်းတွက်ကတော့ပို့ပြီးတော့ကြီးကြီးတယ်လို့ပဲဆိုရမယ်နေထားမှာရှိပါတယ်။အာဆိုသင်းတွက်ကဒီနေ့ပေါ်တယ်မှာညှော်လင်းချက်ရေးရေးလေးကိုအသက်ဆက်ရှင်မှုတွေကျွန်တော်တို့ live line တစ်ခုဖြစ်လာနိုင်တယ်။ချက်စီသင်းကဒီနေ့ပေါ်စဉ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ဥရောပဝင်ခွင့်အတွက်တေချာလောက်နေနေဖြစ်သွားဖို့အတွက် currently ဖြစ်သွားနိုင်မှာဖြစ်ပါတယ်။အဲ့တော့နှစ်သင်းလုံးကသူ့ဟာသူကြီးရှိတယ်ဒါပေမဲ့အာ ာဆုံအသင်းတော်ကတော့ပူပြီးတော့ကြီးကြီးတယ်သူပြောရင်းနဲ့ပဲ ကျွန်တော်တော့ကြည့်ပါဦးဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းစံပေါင်းကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့လင်းလေးတွေကိုထည့်ပြီးချားခြင်းပြီးကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဦး။များများကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးတမာဗျကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AACC2 ကြတာ ပေါ့အားလုံးကြွတော်ရယ်အများကြီးကလစ်ပြကြပါဗျမင်းများကလစ်မှာမင်းမင်းနာဖြစ်ပါတယ်ဒီပါဗျ